SK Story ကိုအားပေးနေကြပေးသည်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Story SK Story ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့1983ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မင်းသားရဲ့ Bruce Lee မသေးဆုံးခင်နောက်ဆုံးရိုက်သွားခဲ့တဲ့ Anna the Dragon ဆိုတဲ့ဇာတ်ကောင်းလေးကို recap အနေနဲ့တင်ဆက်ပေးဖို့ကျွန်တော်ရွေးချယ်ပေးထားပါတယ်ခင်ဗျာ။လူတယောက်ကတစ္ဆာအဋိဌာန်တွေကိုဖောက်ပြက်မိပြီဆိုရင်အဆုံးသက်မလားတဲ့ပုံနဲ့ဘရုစ်လီရဲ့သူမတူဘဲလှပတဲ့တိုင်းပညာကိုဒီဇာကားထဲမှာကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဆိုတော့အချိန်နေဆွဲမနေတော့ဘဲနဲ့ ကျွန်တော်ရဲ့အတူတူလိုက်ပါခန်းစားကြည့်လိုက်ကြအောင်ပါဗျ။ဟုတ်ကဲ့ပါ။ကျွန်တော်ကတော့ SK Story ကတင်ဆက်ပေးတဲ့ရှင်းသူပဲဖြစ်ပါရယ်ခင်ဗျ။ဇလန်းစားမှာမြင်နေရတာကတော့တရုတ်နိုင်ငံရဲ့ရှောင်းလင်းတိုင်းပြည်ဝဲတစ်ခုပဲဖြစ်ပါရည်။ပြည်ဝဲတွေမှာတော့ရှောင်းလင်းဆရာတော်တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပြီးဘရုစ်လီကတော့သူ့ရဲ့ပြိုင်ဘက်ကိုတိုက်ခိုက်ဖို့အတွက်ကွင်းထဲမှာဆင်းသစ်ဖြစ်နေခဲ့ပါပြီ ဘရုစ်လီကသူ့ထက်လူကောင်နှစ်ဆလောက်ပိုကြီးရဲ့ပြိုင်မက်ကိုယဉ်ဆိုင်ရမှာပါ။သူကထုံးစံအတိုင်းအစီပိုမရှိကြစ်လက်တဲ့ခန္ဓာကိုယ်ကြောင့်မြင်လိုက်တာနဲ့ရှိန်သွားလောက်ဆရာပါပဲ။ပြိုင်ပွဲဆောင်နဲ့ဘရုစ်လီဟာသူ့ရဲ့ပြိုင်မက်ကိုလှပါရီကွန်ဖူးတန်းကွက်တွေနဲ့တတရာလေးပဲထိန်းထားနိုင်ခဲ့ပါရီ။ဘရုစ်လီရဲ့တီးကြတဲ့ခြေကံချက်တွေနဲ့ကြောင်းတကောင်လိုမျိုးတွက်လက်လာတဲ့လှုပ်ရှားမှုတွေကြောင့်မလို့တပတ်ကပြိုင်မက်ဟာဘာမှပြန်မလုပ်နိုင်မင်းနဲ့လှိမ့်နေအောင်ခံနေရပါပြီ။ အဲနောက်ဆုံးမှာတော့သူဟာဘရုစ်လီရဲ့တိုက်ကွက်တွေကိုမခံနိုင်တော့ဘဲနဲ့အရှုံးပေးလိုက်ရတာကြောင့်နိုင်ပွဲကတော့ဘရုစ်လီအတွက်ပဲဖြစ်သွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဘရုစ်လီလည်းပဲလူလေးယောက်ပေါ်ကနေနောက်ကျုံထိုးပြလိုက်ရင်ကွန်ဖူတိုင်းပြိုင်ပွဲကလည်းတခန့်ရက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဘရုစ်လီဟာသူ့ရဲ့ဆရာရှောင်းလင်ဖုန်းတော်ကြီးနဲ့တူတူစကားပြောနေခဲ့ပါတယ်။ဖုန်းတော်ကြီးကတော့ဘရုစ်လီကိုမင်းရဲ့တိုင်းကွက်အစွမ်းကလူတယောက်ရဲ့လုံနိုင်စွမ်းထက်ကျော်လွန်သွားခဲ့ပြီလို့ပြောရင်းနဲ့ချီးကျူးနေပါတယ်။အဲဒီနောက်ဖုန်းတော်ကြီးကဘရုစ်လီတိုင်းလေးကျင်းရတဲ့အကြီးဆုံးယူရဲချက်ကိုမေးလိုက်ပါတယ်။ ရုစလီကလေသူ့တိုင်းမြညာရဲ့အမြင့်ဆုံးယူရချက်ကဘာတိုင်းမြညာမှမရှိတော့ဘူးပဲလို့ပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆရာတပည့်နှစ်ယောက်ကစကားပြောကြရင်းနဲ့ဘုန်းတော်ကြီးကဘရုစလီကိုတခါတလေရန်သူတွေဟာပုံရိပ်ရောင်တွေရဲ့အနောက်မှာသူတို့ရဲ့ယူရချက်အစစ်ကိုဖုံးကွယ်ထားတတ်ကြပြီးတော့အဲ့လိုမျိုးကြုံလာရတဲ့အခါမှာပုံရိပ်ရောင်တွေကိုအရင်ဖျက်ဆီးပြဖို့အတွက်မှာကြားလိုက်ပါတယ်။ဘုန်းတော်ကြီးဟာသူတို့ရှောင်းလင်းကျောင်းတော်ကြီးရဲ့တပ်တန်းဟာနှစ်ရာနဲ့ချီရှိခဲ့ပြီးဖြစ်ကြောင်းလည်းပြောလိုက်ပါတယ်။အဲဒီနောက်သူကဘရုစလီကိုရှောင်းလင်းစီကန်းနေရဲ့စီကန်းနံပါတ်73ကိုရွတ်ခိုင်းလိုက်ပါတယ်။ ဘရုစ်လီကလေတိုင်းသမားတယောက်ဟာတာဝန်ယူမှုရှိပြီးသူ့လုပ်ရတဲ့ရဲ့အကျိုးဆက်ကိုလက်ခံရမယ်လို့ပြန်ပြောလိုက်ပါတယ်။ဘုန်းတော်ကြီးကလေအရင်ကဟန်လို့ခေါ်တဲ့တပည့်တယောက်ဟာတိုင်းမင်ညာရှင်တယောက်ရဲ့စီးကန်းတွေကိုမလိုက်နာဘဲလှုပ်ချင်ရာကိုလှုပ်ခဲ့တယ်လို့ပြောပြလိုက်ပြီးအခုတော့ဘရုစ်လီဟာအဲ့ဒီဟန်ဆိုတဲ့လူကိုသွားရောက်နှိမ်နင်းဖို့အချိန်ကျလာပြီပဲဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ဘရုစ်လီဟာအစိုးရအေဂျင့်တယောက်နဲ့စကားပြောနေခဲ့ပါတယ်။အဲ့ဒီလူကဘရုစ်လီစီကို မကြခင်မှာကျင်းပတော့မဲ့ကိုခံပညာတိုင်းပေါင်းစုံပြိုင်ပွဲအကြောင်းကိုပြောပြပေးဖို့ရောက်လာခဲ့တာဖြစ်ပါတယ်။တကယ်တော့အဲ့ဒီပွဲကိုမစ္စတာဟန်လို့ခေါ်ရဲရှောင်းလင်ကျောင်းရဲ့တစ္ဆေဖောက်ဟန်ကဥဆောင်ကျင်းပပြီးမှဖြစ်ပါတယ်။ဘရုစလီကိုလည်းအဲ့ဒီပွဲကိုသွားပြီးပြိုင်ပွဲဝင်ဖို့တိုက်တွန်းနေပါတယ်။အဲဒီအချိန်မှာပဲသူတို့စကားပြောနေတဲ့နေရာစီကိုလူငယ်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့အဲ့ဒီလူငယ်လေးကဘရုစလီစီမှာလည်းတိုင်းပညာလာတင်တာပါ။ဘရုစလီကလူငယ်လေးကိုသူ့ကိုချောင်းနဲ့ကန်ဖို့ပြောလိုက်ပါတယ်။ လူငယ်လေးကလည်း Bruce Lee ကို6ရောင်းနဲ့ကန်လိုက်ပေမဲ့အားမပါကြောင့်စိတ်ပါလက်ပါကန်မှုအပြောခံလိုက်ရအောင်မလို့လူငယ်လေးကလည်းဒေါသထွက်သွားပြီးတော့ထပ်မံကန်လိုက်ပေမဲ့ Bruce Lee ကတော့ဒေါသနဲ့ကန်စရာမလိုပဲစိတ်ပါလက်ပါကန်ရမှာလို့ဆုံးမလိုက်ပါရီအဲဒီလိုနဲ့တတိယအခေါက်မှာတော့လူငယ်လေးရဲ့ကန်ချက်ဟာနီးလန်းမှန်သွားခဲ့ပါပြီအဲဒီတော့ Bruce Lee ကလူငယ်လေးကိုမင်းကဘယ်လိုမျိုးခံစားနေရလဲလို့မေးလိုက်ပါရီလူငယ်လေးကစဉ်းစားအောင်မယ်ဆိုပြီးတော့ပြောလိုက်တာကြောင့် Bruce Lee ဟာသူ့ကိုရိုက်ပစ်လိုက်ပါရီ တကယ်တော့အုံနောက်နဲ့စဉ်းစားမှမဟုတ်ပဲနှလုံးသားနဲ့ခံစားမှဖြေကြောင်းလဲဆုံးမလိုက်ပါရည်ဒီလိုနဲ့ပဲကိုခံပညာတိုင်းပေါင်းစုံပြိုင်ပွဲကြီးကျင်းပမဲ့ရက်ကိုနီးကပ်လာခဲ့ပါပြီအဲ့ဒီအချိန်မှာတော့ဟောင်ကောင်လေစိတ်ကိုလင်းတစည်းကရောက်လာခဲ့ပြီးတော့အဲ့လီရင်နဲ့အတူတူဥရောပကတိုင်းပညာရှင်တွေကလည်းဟောင်ကောင်ပါလာခဲ့ပါတယ်။ဒါမှမဟုတ်ဘရုစ်လီကအစိုးရအေဂျင့်နဲ့အတူတူရှိခဲ့ပြီ အဲ့လူဟာ Bruce Lee ကို Mr. Han နဲ့ပတ်သက်ပြီးတော့တည်တင်တာတွေကိုရှင်းပြနေခဲ့ပါတယ်။ Mr. Han ဆိုတာကအရင်ကရှောင်းလင်းဖုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့ပေမယ့်အခုတော့တစ္ဆာဖောက်ပြီးတော့ဒူးဆိုင်လုပ်ငန်းတွေကိုလုပ်ကင်နေတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါ့အပြင် Mr. Han စီမှာက O'Hara ဆိုတဲ့ကိုရီးယားနိုတယောက်ရှိပြီးတော့အဲ့လူကလည်းအရန်ကုန်မှာရက်ဆက်ကျန်းတဲ့နဲ့တိုင်းပညာရှင်တယောက်ဖြစ်ပါတယ်။ဒါမှန်တိုက်ခိုက်မှုတွေဆိုတာကသူ့အတွက်ဖြုံတော့မဖြုံတော့ကြောင်းလည်းပြောပြနေခဲ့ပါတယ်။ Bruce Lee ကဒီလိုမျိုးအခက်အခဲကြီးကြားတွေကနေပြီးတော့ Mr. Han ကိုအနိုင်ယူရမှာဖြစ်ပါတယ်။ မစ္စတာဟန်ကကိုပိုင်ကျိုးတချို့ဝယ်ထားခဲ့ပြီးတော့အဲ့ဒီကျိုးမှမှာတော့ဟန်ကဘရင်တပားပဲဖြစ်ပါရီသူကအဲ့ဒီကျိုးမှတိုင်းတင်တဲ့ကြောင်တစ်ခုကိုဖွင့်ထားခဲ့ပြီးတော့သုံးနှစ်တခါကျင်းမာတဲ့တိုင်းပေါင်းစုံပြိုင်ပွဲမျိုးမှာပဲသူဟာလူရှိသူရှိကိုထွက်လာတတ်တာဖြစ်ကြောင်းလည်းပြောပြလိုက်ပါရီနောက်တော့ဟန်ဆိုတဲ့လူကမိန်းကလေးတွေကိုလည်းပြန်ပြီးဆွဲတက်ပြီးတော့လူကုန်ကူးတဲ့အလုပ်တွေကိုလည်းတွင်းတွင်းကျကျလုပ်ကင်နေခဲ့တာပါဒါပေမဲ့တီးကြတဲ့တက်တည်မရှိတာကြောင့်မလို့ဟန်ကိုဖမ်းဆီးလို့မရပဲဖြစ်နေခဲ့ကြပါရီ ဒါကြောင့်မဲဟဲဖုံးကွယ်ထားတဲ့ဒူးစရိုက်အလုပ်တွေကိုပေါ်ထုတ်ဖို့အတွက်ဘရုစလီကိုအဲ့ဒီကိုသွားစေခြင်းနေရဖြစ်ပါတယ်။ဒါ့ပြင်လုံခဲ့တဲ့နှစ်လလောက်တုန်းကအစိုးရဟာအမျိုးသမီးစုံတော်တယောက်ကိုအဲ့ဒီကျွန်းပေါ်ဆေလိုထားကြောင်းလည်းပြောပြလိုက်ပါတယ်။နောက်တစ်ခဲမှာတော့ဘရုစလီဟာအညိုရောင်တိုင်းဝင်းစုံနဲ့အတူတူမစ္စတာဟန်ရဲ့ကျွန်းစီကိုထွက်လာခဲ့ပါပြီ။သူဟာလီဘမထိုင်နေတဲ့သူထွက်မလာခင်တီးလိုက်ရတဲ့တဲ့ရင်တစ်ခုကိုပြန်စင်းစားနေခဲ့ပါတယ်။အဲ့ဒီတဲ့ရင်ကတော့လုံခဲ့တဲ့တုန်းနဲ့အရင်ပြိုင်ပွဲတုန်းကအဖြစ်ပြက်တစ်ခုပါပဲ။အဲ့ဒီချိန်တုန်းကဘရုစလီရဲ့အမဟာပြိုင်ပွဲဝင်မှုအတွက်အဲ့ဒီကျွန်းကိုရောက်လာခဲ့ပါတယ်။ ဒါမဲ့ကျိုးမော်ရောက်ချင်းမစ္စတာဟန်ရဲ့ကိုရန်တော်အိုဟာရာနဲ့ပြဿနာတက်ခဲ့ပါတယ်။ဘရုစ်လီရဲ့အမဆိုတဲ့အတိုင်းပဲလူမိုက်တော်လုံးကိုသူ့ရဲ့ကွန်ဖူတိုင်းပညာနဲ့အသာယာတီးပစ်လိုက်ပါတယ်။ကျန်းလာပါတယ်ဆိုတဲ့မစ္စတာဟန်ရဲ့လူမိုက်တွေဟာမိမတယောက်ရဲ့တိုင်းွက်တွေကြားမှာဘာမှမပြဲမလုံနိုင်ခဲ့ကြပါဘူး။ဒါမဲ့သူဟာမကြခင်မှာပဲဂျောင်းပိတ်မိသွားခဲ့ပြီးတော့လူစိုးအုပ်လိုက်ကြီးဝိုင်းတော်ခံလိုက်ရပါတယ်။အဲဒီနောက်ဘရုစ်လီရဲ့အမကအဆက်ကိုအသက်ထက်တန်မိုးထားတာကြောင့်မလို့မှန်ကွဲစားတစ်ချက်ကိုကောက်ကင်လိုက်ပြီးတော့ကိုကိုကိုတတ်တည်သွားခဲ့ပါတယ်။ အတွင်းနဲ့နေတဲ့ Bruce Lee ကဒေါသထွက်လာခဲ့ပြီးတော့သူ့မအတွက်ပြန်ပြီးကလေးစားချေဖို့တက်ဆုံးဖြတ်လိုက်ပါတယ်။အခုမြင်နေရတဲ့လူကတော့ Mr. Rover ဖြစ်ပြီးတိုင်းမြင်ရောတစ်ဖက်ကန်းကကျွမ်းကျင်ပါတယ်။အခုလည်းသူဟာခေါက်ရိုက်နေတဲ့ချိန်ခေါက်သီးကတော်ရဲလွင်သွားခဲ့တာကြောင့်မလို့ပြန်သွားကောက်လိုက်ပါတယ်။အဲဒီချိန်မှာပဲတော်ရဲကနေလူသွင်းအောင်ထွက်လာပြီးတော့သူတို့စီကနေချေးထားတဲ့ငွေတွေကိုပြန်တောင်းနေခဲ့ပါတယ်။ Mr. Rover ကအကြွေးမပေးရကြောင်းသူတို့ကလည်းဝိုင်းမျှော်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့ Mr. Rover ရဲ့တိုင်းမြင်ရောကပို့ပြီးတော့တားလို့နေရကြောင်းသူတို့ကပဲပြန်ပြီးတော့အကြွေးခံလိုက်ရပါတယ်။ အချင်းဒီတွေမကောင်းမှန်းတည်သွားခဲ့တဲ့ရူပါလေချက်ချင်းဟောင်ကောင်ရှောင်ပြေးလာခဲ့ပြီးတိုင်းပေါင်းစုံပြိုင်ပွဲကိုဝင်ပြိုင်မှုတက်ရောက်လာခဲ့တာပါဒီတယောက်ကတော့တိုင်းပညာရှင်ဝီလီယံဖြစ်ပါတယ်သူကလည်းပြဿနာတချို့ကိုရှောင်ပြေးနဲ့ဟောင်ကောင်ရောက်လာခဲ့တာဖြစ်ပြီးတိုင်းပေါင်းစုံပြိုင်ပွဲကြီးကိုလည်းဝင်ပြိုင်ရွာဖြစ်ပါတယ်အဲ့နောက်သူတို့တွေအားလုံးကမစ္စတာဟန်ရဲ့ကျူးကိုသွားမဲ့လီဘောရောက်နေကြပါပြီအဲ့ဒီအချိန်မှာတော့မစ္စတာရူပါကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ဝီလီယံကိုနှုတ်ဆက်လိုက်ပါတယ်လီဘောမှာတော့ဘရုစ်လီအပါဝင်တိုင်းပြိုင်ပွဲကိုဝင်ပြိုင်မဲ့လူတွေအားလုံးရှိနေကြပါတယ် အဲဒီနောက်လူဆုံသွားပြီဖြစ်တဲ့လေကြီးကလည်းမစ္စတာဟန်ရဲ့ဂျုံးစီကိုထွက်လာခဲ့ကြပါတယ်။လေပေါ်မှာလူတချို့ကနန်ကောင်တိုက်ပွဲကိုဝိုင်းပြီးတော့အားပေးနေကြပါတယ်။အဲဒီအချိန်မှာဘရုစ်လီနဲ့မစ္စတာရိုဘာဟာဒေါ်လာတရာလောင်းကြီးထက်လိုက်ကြပြီးတော့နောက်ဆုံးမှာတော့ဘရုစ်လီကအနိုင်ရသွားခဲ့ပါတယ်။လေဘောတနေရာမှာတော့ဥရောပသားတယောက်ကဒီလိုလူငယ်တယောက်ကိုအနိုင်ကျင့်နေခဲ့ပါတယ်။ဒါ့အပြင်အဲဒီလူကလည်းဘရုစ်လီကိုစိန်ခေါ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဘရုစ်လီရဲ့အယူလောက်တာကိုပဲခံလိုက်ရပါတယ်။အဲ့လိုနဲ့ပြိုင်ပွဲဝင်နေလိုက်ပါလာတဲ့လေဟာနောက်ဆုံးမှာတော့မစ္စတာဟန်ရဲ့ဂျုံးနာကိုရောက်လာခဲ့ပါပြီ။ လေးစိမ့်မှာတော့မစ္စတာဟဲတပည့်တွေကစောင့်ကြည့်နေခဲ့ကြပါရီအဲနောက်တော့ဘရူးစီရိုလည်းပဲဂျုံးဘော်ကိုတက်လာခဲ့ကြပါပြီဂျုံးဘော်မှာတော့တိုင်းပညာသင်တန်းအကြောင်းအကြီးကြီးကိုတွေ့ရပြီးတော့ဒါဟာမစ္စတာဟန်တီထောင်ထားတာပဲဖြစ်ပါရီဘရူးစီရိုကိုလာကြိုးတဲ့မင်းကလေးကညာ၈နာရီကြာရင်ညသာစားပွဲရှိကြောင်းပြောနေခဲ့ပါရီညာပဲရောက်တဲ့အခါမှာတော့ပြိုင်ပွဲဝင်ဧည့်သည်တွေအတွက်ပါတီအကြီးတစ်ခုကိုကျင်းပပေးနေခဲ့ပါရီပါတီရဲ့အလဲမှာတော့နဗန်းပွဲတစ်ခုရှိနေပြီးပြိုင်ပွဲဝင်တဲ့အတွက်တောက်စီယာအရက်နဲ့အစားစရာအစားအစာတွေကအရှံမေကိုဖြစ်နေရောတာပါပဲ ဘရုစ်လီကတော့မစ္စတာရိုဘာနဲ့စကားပြောနေခဲ့ပြီးမစ္စတာရိုဘာဟာဟန်ချင်းမှပေးတဲ့ဒီပါတီဟာတော်တော်လေးကိုပြေစုံကြောင်းချီးကျူးနေခဲ့ပါရီအဲဒီချိန်မှာပဲရုတ်တရက်ခမ်းမရဲကိုမစ္စတာဟန်ကဝင်လာခဲ့ပါရီကိုရီယန်တော်တွေဝင်ရနေမယ့်အစားမိန်းကလေးတွေအုပ်လိုက်ကြီးနဲ့ဝင်လာတဲ့မစ္စတာဟန်ကသူ့ကိုယ်သူမိတ်ဆက်လိုက်ပါရီနောက်ပြီးသူချင်းမရဲဒီတိုင်းမြန်မွေးကြီးကအကြီးကျယ်အခမ်းအနားဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်မယ်လို့မျှော်လင့်ကြောင်းပြောနေခဲ့ပါရီအဲဒီနောက်ပြိုင်ပွဲဝင်တယောက်ချင်းစီကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့သူ့ရဲ့အရင်မရအဖက်မရမိန်းကလေးကိုအဆုံးသတ်လိုက်ပါရီ အဲ့တော့တော့သူဟာပန်းကြီးတစ်လုံးကိုလေထဲကိုပြစ်တင်လိုက်ပါရီအဲ့ချိန်မှာပဲသူ့ရဲ့ဘေးနားကကောင်မာလေးဟာဓာတ်အုပ်လေးတစ်ချောင်းနဲ့အဲ့ဒီပန်းကြီးကိုလှမ်းပြစ်လိုက်ပါရီသူဟာအဲ့လိုမျိုးသုံးကတိတိလှုပ်လိုက်တာကြောင့်မလို့ခဲမာလေးကလူတွေကလည်းအံဩသွားပါရီအဲ့လိုနဲ့ညာဘက်ရောက်တဲ့အခါမှာတော့ဝီလီယံဟာသူ့ရဲ့အခန်းထဲမှာငကြက်တက်ပြီးတော့တရှင်းနားထောင်နေပါရီအဲ့ချိန်မှာပဲသူ့ရဲ့အခန်းထဲကိုမင်းကလေးအများကြီးကဝင်လာခဲ့ပြီးတော့ဝီလီယံစိတ်ကြိုက်ကောင်မာလေးတယောက်ကိုရွေးချယ်စေခဲ့ပါရီ ဝီလျံကလည်းသူဟာလူကောင်းတစ်ယောက်ဖြစ်တာကြောင့်ဒါမျိုးတွေမလိုကြောင်ပြောလိုက်ပေမဲ့ချက်ချင်းပဲအာနာပါနာနဲ့မိန်းကလေး၄ယောက်တိတိကိုရွေးချယ်လိုက်ပါရီ။ဒါပြင်ဒီနေ့ကနေရူးနေမြက်ဖြစ်တာကြောင့်သူ့ရဲ့အင်အားကိုချွေတာနေရတာဖြစ်ကြောင်အရှက်မရှိပြောလိုက်သေးတာပါ။တပတ်ကဘရုစ်လီစီကိုလည်းကောင်မလေးတွေဟာအတုံးတော်ခံဖို့အတွက်ရောက်လာခဲ့ပါရီ။ဒါပေမဲ့ဘရုစ်လီကတော့ဒီထဲမှာသူကြိုက်တဲ့မိန်းကလေးမပါကြောင်းနဲ့ညပါတီမှာပန်းသီးကိုဓာတ်နဲ့ပစ်ခဲ့တဲ့ကောင်မလေးကိုပဲစိတ်ဝင်စားကြောင်ပြန်ပြောလိုက်ပါရီ။အဲဒီနောက်ဒီလူအုပ်ဟာမစ္စတာရိုဘာစီကိုလည်းရောက်သွားကြပါရီ။ ကြခင်မှာပဲဘရုစ်လီရဲ့အခန်းထဲကိုဓာတ်ပစ်တဲ့ကောင်မလေးကရောက်လာခဲ့ပါတယ်။တကယ်တော့အဲ့ဒီကောင်မလေးဟာအစိုးရကလွှတ်ထားတဲ့စုံနောက်ကောင်မလေးဖြစ်ပြီးတော့ဘရုစ်လီကလည်းစုံနောက်မလေးကိုသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။စုံနောက်မလေးဟာလူရန်းကသူ့ကိုတေးချာစောင့်ကြည့်နေရကြောင်းသူ့အနေနဲ့အများကြီးစုံစမ်းလို့မရကြောင်းနေ။အဲတေးချာတစ်ခုကတော့ကောင်မလေးတွေပျောက်ဆုံးကုန်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲဒီနောက်ဘရုစ်လီကကောင်မလေးကိုပြန်ခိုင်းလိုက်ပြီးအခန်းထဲမှာကွန်ဖူလေးကျင့်နေခဲ့ပါတယ်။ဒါပေမဲ့ရုပ်တရက်သူ့အခန်းရှိကိုလူတယောက်ရောက်လာခဲ့ပြီးအဲလူကတော့သူ့မကိုတတ်ခဲ့တဲ့မစ္စတာဟတ်ရဲ့ကိုရန်တော်အိုဟာရာပဲဖြစ်ပါတယ်။ ။ OR ကတော့ Bruce Lee ကတူတက်ခဲ့တဲ့ကောင်မလေးရဲ့မောင်ဖြစ်နေမှမသိခဲ့ပါဘူး။ OR က Bruce Lee ကိုမနှက်ဖြန်မနှက်ပွဲတော်ကို uniform ဝတ်ပြီးတော့တက်ရမှာဖြစ်ကြောင်းလာပြီးတော့ပြောတာပါ။ Bruce Lee ကလည်း OR ရဲ့မျက်နှာကိုမမြင်ချင်တာကြောင့်မောင်းထုတ်လိုက်ပါရီ။နောက်တစ်နေ့မှာတော့ပွဲတော်ကွင်းမြင်ထဲမှာဒိုင်းသမားတွေကတိုင်းလေးချိန်နေကြပါရီ။အဲ့ဒီအချိန် Bruce Lee လည်းပဲရောက်လာခဲ့ပြီမယ်။ uniform ဝတ်မလာခဲ့တာကြောင့် Mr. Lee ကဘာကြောင့် uniform ဝတ်မလာလဲလို့အမေးခံလိုက်ရပါတယ်။ ဘရုစ်လီကလည်းဘာမှမပြေဘဲနဲ့လူမိုက်ကြီးနဲ့ကြီးလိုက်တာကြောင့်မလို့တစ်ဖက်ကလူကလည်းပဲရှိန်ပြီးတော့ပြန်ထွက်သွားခဲ့ပါရီအဲဒီနောက်ဘရုစ်လီတို့ကလည်းမစ္စတာဟန်ရဲ့တိုင်းကျောင်းကတင်နန်းသားတွေလေးကျင်းတော်ကိုလိုက်ပြီးတော့ကြိတ်နေခဲ့ကြပါရီအဲဒီချိန်မှာပဲကွင်းပြင်ထဲကိုမစ္စတာဟန်ကရောက်လာခဲ့လို့တင်နန်းသားတွေကလည်းမစ္စတာဟန်ကိုအယုဒီပေးလိုက်ကြော်ရတာပါပဲမစ္စတာဟန်ကလည်းတိုင်းမောင်းုံပြိုင်ပွဲကြီးစတင်ပြီဖြစ်ကြောင်းပြောလိုက်ပြီးတော့သူဟာဆရာကြီးဖြစ်တာကြောင့်သူ့အတွက်စီစဉ်ထားတဲ့ခုံပေါ်မှာအသာအရာပဲတက်ထိုင်လိုက်ပါရီအဲဒီနောက်စုံတော်မလေးယူလာပေးတဲ့စပြေသီးကိုကောက်ဝါးလိုက်ပြီးတော့တိုင်းမြိုင်ပွဲကိုကြည့်နေလိုက်ပါရီ ပြိုင်ပွဲကွင်းထဲမှာတော့ဝီလီယံဟာသူ့ရဲ့ပြိုင်ဘက်နဲ့ထိတ်တိုက်တွေ့နေခဲ့ပါပြီ။ပြိုင်ဘက်ဟာပညာရှင်တစ်ယောက်ဖြစ်ပြီးဆက်စားခြင်းတိုက်စစ်ဆင်နေခဲ့ပေမဲ့ဝီလီယံကလည်းခေရဲ့သူတစ်ယောက်မဟုတ်ပါဘူး။ပြိုင်ဘက်ရဲ့တိုက်ကွက်တွေကိုကာနိုင်ခဲ့ပြီးယုတ်တရက်ဝီလီယံရဲ့တိုက်ကွက်တွေကြောင့်ပြိုင်ဘက်ဟာမြေကြီးပေါ်လေးကျသွားခဲ့ရပါပြီ။ကြဟန်ပါဝင်လူတွေအားလုံးကဝီလျံကိုချီးကျူးလိုက်ကြပါရီဝီလျံကလည်းချက်ချင်းပဲတိုက်စစ်ဆင်လိုက်ပြီးသူ့ရဲ့တိုင်းကွက်တွေကြောင့်နောက်ဆုံးမှာတော့ဝီလျံတယောက်အနိုင်ရသွားခဲ့ပါရီနောက်တစ်ပွဲကတော့မစ္စတာရိုဘာပြန်ရမယ်ပြိုင်ပွဲဖြစ်ပါရီ ဒီချိန်မှာတော့မစ္စတာရူဘာနဲ့ဝီလျံတို့ကအကြံဖန်နေလုံနေကြပါပြီ။ဝီလျံဟာလူတယောက်နဲ့ပြိုင်ပွဲကိုအလောင်းစားလုံနေကြတာဖြစ်ပြီးလောင်းကြီးအစမြောင်းအောင်လို့မစ္စတာရူဘာဟာပွဲဆက်စားချင်းပြိုင်ဘက်ကိုမနိုင်တဲ့ပုံစံနဲ့တုံ့ဆောင်ရမှာဖြစ်ပါရီ။ဒါကြောင့်လဲရူဘာဟာဆက်စားချင်းပေပေနေနေအတီးခံနေရပါရီ။အလုံးနဲ့လောင်းကြီးဇာတက်လာချိန်မှာတော့ဝီလျံဟာရူဘာကိုမတိမတာခေါင်းငိတ်ပြလိုက်တာကြောင့်မစ္စတာရူဘာရဲ့တိုက်စစ်ကစတင်လာခဲ့ပြီးသူ့ရဲ့ပုံစံအစစ်မှန်ကပေါ်လာခဲ့ပါရီ။ရူဘာဟာသူ့ရဲ့ပြိုင်ဘက်ကိုတိုင်းွက်၃ွက်နဲ့အနိုင်ယူပြလိုက်တာပါ။ ဒီလိုနဲ့ပြိုင်ပွဲပထမနေ့ပြီးဆုံးသွားခဲ့ပြီးတော့ညဘက်ကိုရောက်လာခဲ့ပါပြီ။မစ္စတာရိုဘာကတော့အခန်းထဲမှာကောင်မလေးတယောက်နေမိတာကိုခံရင်းနဲ့ဂျိန်ကြနေပါလေ။ကောင်မလေးကမစ္စတာရိုဘာကိုဒီကျုံးကိုသဘောကျလားလို့မေးလိုက်တာကြောင့်မလို့ရိုဘာကလည်းသဘောကျကြောင်ပြန်ပြီးတော့ဖြေလိုက်ပါလေ။တပတ်ကသူတော်ကောင်းဝီလီယံကလည်းအားကြမခံကောင်မလေးသုံးယောက်သားနဲ့တာယာနေပါလေ။အဲဒီနောက်ကိစ္စပြီးသွားတော့မောပန်သွားတဲ့ဝီလီယံလေးအခန်းပြင်ကိုထွက်ပြီးတော့လေငင်းခံမှုတက်လို့ပါလေ။ကောင်မလေးတွေကညဘက်တော့အပြင်ထွက်ခွင့်မရှိကြောင်းတရေပေးလိုက်ပေမဲ့ဝီလီယံကလည်းမခံပါဘူး။ တခြားပြိုင်ပွဲဝင်နေကောင်မာလီနဲ့တာယာနေချင်းကျွန်တော်တို့ရဲ့ဇလိုက်ကျော်ကြီးဘရုစ်လီကတော့ဂျိုးတချောင်းနဲ့အလုံးရှုံနေခဲ့ပါ ರಿ ဘရုစ်လီကဘယ်သူမှမသိအောင်လို့တိတ်တိတ်လေးအပြင်ခိုးထွက်လိုက်ပါ ರಿ ဘရုစ်လီကအဆောင်နေကိုရှောင်းပုံးကြီးနဲ့ဆိုင်းအပြင်ကိုရောက်လာခဲ့ပါ ರಿ ကန်ဆိုးတာကချန်းဆောင်ကွေးကဘရုစ်လီကိုမြင်သွားခဲ့ပြီးတော့ထိုးဟောင်လိုက်တာကြောင့်မလို့အဆောင်နေရောက်လာခဲ့ပေမဲ့ဘရုစ်လီကတော့အလင်းမြန်မဲ့အမောင်ထဲမှာဝင်ပုံးနိုင်ခဲ့ပါ ರಿ ပုံးနေနဲ့ဘရုစ်လီကကန်ကောင်းပြီးတော့မြေရောက်ခန်းကိုတွေးသွားခဲ့တာကြောင့်ချက်ချင်းဆိုသလိုပဲသူ့မှာပါလာတဲ့ဂျိုးနဲ့တွေ့ဆင်းလိုက်ပါ ರಿ အဲဒီအချိန်မှာပဲအဆောင်တယောက်ဟာအပြင်ဘက်မှာခြီးထားခဲ့တဲ့ဘရုစီရဲ့ကျိုးကိုတွေ့သွားခဲ့ပါတယ်။ဒါမဲ့ဘရုစီကအပေါ်ချက်ချင်းပြန်တက်လာပြီးတော့အဆောင်တွေကို၃ယောက်တယောက်တသားရရာပဲအနိုင်ယူလိုက်ပါတယ်။အဲဒီအချိန်မှာတော့ဝီလျံဟာအိမ်ပြင်ကိုထွက်ပြီးတော့တိုင်းကျင်နေခဲ့ပါတယ်။အဲဒီနောက်သူဟာရုတ်တရက်အပြင်မှာခိုးကြောင်ခိုးဝက်ရောက်နေတဲ့ဘရုစီကိုမြင်သွားပါတယ်။အလုံးနဲ့ပြိုင်ပွဲဒုတိယနေ့ကိုရောက်လာခဲ့ပါပြီ။မစ္စတာဟန်ဟာမင်းညားပြိုင်ပွဲဝင်တယောက်ဟာစီကန်းဖောက်ပြီးတော့အပြင်ကိုခိုးထွက်ကြောင်းစူပူချိန်မောင်းနေပါတယ်။အဲဒီနောက်ဘသူလဲဆိုတာအရေးမကြီးကြောင်းနဲ့ ဒါဟာသူ့အဆောင်တွေရဲ့အမှားပါဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲမစ္စတာဟန်ကမလင်းညာကအဆောင်တွေကိုကွင်းထဲကိုခေါ်လိုက်ပြီးတော့သူ့ရဲ့တပည့်လူသန်ကြီးနဲ့တိုက်ခိုက်ခိုင်းပါတယ်။တကယ်လို့အဲ့ဒီလူသန်ကြီးကိုအနိုင်ရမယ်ဆိုရင်အဆောင်တွေကိုခွင်းလွှတ်ပေးမှာဖြစ်ပြီးတော့တကယ်လို့မနိုင်ဘူးဆိုရင်တော့လူသန်ကြီးရဲ့တပ်ဖြတ်ခြင်းကိုခံရမှာဖြစ်ပါတယ်။လူသန်ကြီးကသူ့ရဲ့တန်မာတဲ့ခွန်အားရည်နဲ့လေပင်းကိုလှန်ချိုးတက်တယ်လို့လူတယောက်ကိုဆွဲမှပြီးခါးရီကိုပါချိုးပစ်တာပါ။အဆောင်တွေကအများကြီးဆိုပေမဲ့အဲ့ဒီလူတိုင်းအတွက်ကတော့ဒီလူတွေကိုတတ်ရတာကချင်းရိုက်တယ်လို့ပါပဲ နောက်ဆုံးမှာတော့အဆောင်ကြီးရဲ့အလောင်းတွေကိုကွင်းထဲကနေဆွဲထုတ်သွားလိုက်ပါတယ်။ဒါအကြည့်နေတဲ့ Mr. Han ကလည်း William ကိုလန်သွားလားလို့မေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲပြိုင်ပွဲဟာ Bruce Lee ဝင်ပြိုင်ရမယ့်အလှည့်ကိုရောက်လာခဲ့ပါတယ်။တိုက်တဲ့ဆန်ဆိုင်သူ့ရဲ့ပြိုင်မက်ကသူ့အမောက်သေးစီခဲ့တဲ့ O'Hara ဆိုတဲ့လူဖြစ်နေပါတယ်။ညနာကအမယုနဲ့ဇောင်ကြွားဇောင်ကြွားဖြစ်နေတဲ့အဲ့ဒီ O'Hara ကတော့သူ့အတွက်ကန်ဆူးမှုတွေရောက်လာပြီဆိုတာမသိခဲ့ပါဘူး။ Mr. Han ကတော့ O'Hara အတွက်ဂုဏ်ယူနေခဲ့ပြီး O'Hara ဟာ Bruce Lee ကိုအသာလေးအနိုင်ရမယ်လို့လည်းယုံကြည်နေခဲ့တာပါ။ ဒါမဲ့တကယ်ပြိုင်ပွဲမှာတော့သူ့အထင်နဲ့အမြင်ကတက်တက်စင်းအောင်လွှဲနေမှန်သိလိုက်ရပါတယ်ဘရုစ်လီဟာသူ့ရဲ့လက်သီးတစ်ချက်ထင်းနဲ့အိုဟာရာကိုလဲကြောင်လှုပ်ပစ်လိုက်ပါတယ်ပထမတစ်ခါခံလိုက်ရတာဟာကံကောင်းသွားတာကြောင့်လို့ဖြေတွေးလို့ရပါမယ်၃ငါတိတိအကျုံးခံရပြီးရဲ့နောက်မှာတော့အိုဟာရာရဲ့မျက်နှာကြီးကလည်းမင်းမောင်နေခဲ့ပါပြီအဲ့ဒီပြိုင်ပွဲရဲ့စီးကောင်းဖောက်ပြီးတော့ဘရုစ်လီကိုတိုက်ဖို့အတွက်ကြိုးစားပေမဲ့မအောင်မြင်မင်းနဲ့ဘရုစ်လီရဲ့ခြေောက်ကပဲသူ့ရဲ့မျက်နှာကိုမိတ်ဆက်ပေးသွားခဲ့ပါတယ်ရှိန်ရန်ရန်နေတဲ့အိုဟာရာကလည်းဘရုစ်လီကိုဘလိုပဲတိုက်တိုက်သူကြီးပဲပြန်အစောခံနေရတော့တာပါပဲ ။အိုဝါရာကလည်းနေနေရမဟုတ်ပဲအကြောလေးနဲ့ကောင်းဆိုတော့လဲကြတိုင်းကိုပြန်ထနေခဲ့ပါလေ။ဒါမဲ့လည်းပြန်ထတိုင်းထပ်ပြီးတော့အကျုံးခံရပါလေ။နောက်ဆုံးတော့စောလို့ဝါသွားတဲ့ဘရုစီကလည်းသူ့ရဲ့ခြေောက်နဲ့ရင်ဝတ်တဲ့ကိုဖျက်ကန်လိုက်တာကြောင့်အိုဝါရာလည်းဂွင်းပြင်ကိုလွင်ထွက်သွားပါတော့လေ။ဘရုစလီကတော့ပြိုင်ပွဲမှာအနိုင်ရသွားတာကြောင့်ဂွင်းနဲ့ကနေပြန်ထွက်သွားဖို့အတွက်ပြင်နေခဲ့ပါပြီ။ဒါနဲ့အိုဟာရာကပြန်ထလာခဲ့ပြီးလက်ထဲကအယက်ပလင်းကိုရိုက်ခွဲကဘရုစလီကိုဖန်ခွဲစားနဲ့ထိုးဖို့လုပ်ပါလေ။တတိရှိတဲ့ဘရုစီကအိုဟာရာကိုဖျက်ကန်လိုက်ပြီးလဲကျသွားတဲ့အခါမှာတော့အပေါ်ခုံတက်ပြီးတော့ ချက်ချင်းပဲတက်ဖြတ်ပစ်လိုက်ပါရီမစ္စတာဟန်ဟာသူ့ရဲ့ကိုရံတော်အသက်ခံလိုက်ရတာကြောင့်စိတ်တူနေခဲ့ပေမယ့်လေအိုဟာရာဘက်ကနေပြီးတော့အရင်ဆုံးစီကန်းစားဖောက်တာကြောင့်မလို့ဘရုစီကိုတောင်းပန်လိုက်ပြီးတော့ချက်ချင်းဆိုသလိုပဲသူ့ရဲ့ကိုရံတော်မိမ့်မပြိုလေးနေအတူတူပြန်ထွက်သွားခဲ့ကပြိုင်ပွဲရဲ့ဒူရီယာနေလေးကလည်းပြီးဆုံးသွားခဲ့ပါရီအဲ့ဒီမှာပဲမစ္စတာဟန်ရဲ့နောက်လိုက်ကောင်းပါလေးဟာဝီလျံစီကိုရောက်လာခဲ့ပြီးတော့မစ္စတာဟန်ကသူ့စီကိုလာခဲ့ဖို့မှားလိုက်ကြောင်းပြောလိုက်ပါရီဝီလျံဟာဟန်စီကိုရောက်တဲ့အခါမှာတော့မစ္စတာဟန်က ဝီလျံတိုက်ရိုက်ခိုက်ရိုက်ကိုချီးကျူးနေခဲ့ပါတယ်အဲနောက်သူတို့ရဲ့စကားဆက်မိပြောနေကြရင်လည်းရုတ်တရက်ဆိုသလိုပဲမစ္စတာဟန်ကဝီလျံကိုမင်းညမင်းအပြင်ကိုထွက်ပြီးတော့ဘာရှာလဲလို့မေးလိုက်ပါတယ်ဝီလျံကတော့မင်းညတော့ကအဆောင်တွေကိုတိုက်ခိုက်တာက तू မဟုတ်ကြောင်းပြန်လေပြောလိုက်ပေမယ့်မစ္စတာဟန်ကတော့လက်မခံခဲ့ပါဘူးဝီလျံဟာမင်းညကအပြင်မှာ तू တယောက်တည်းရှိနေတာမဟုတ်ကြောင်းပြောလိုက်တာကြောင့်မစ္စတာဟန်ကအဲ့လူကဘာလုပ်လဲလို့မေးလိုက်ပါတယ်ဝီလျံကလည်းပြန်လဲမဖြေဘဲနဲ့အခုလောလောဆယ်မှာတော့မစ္စတာဟန်ကြောင့် तू ရမ်းစိတ်ညစ်နေရကြောင်းပြောလိုက်ပါတယ် ချက်ချင်းဆိုလိုပဲအခန်းထဲကိုတိုင်းပညာရှင်တအုပ်ရောက်လာခဲ့ပြီးတော့ဝီလျံကိုတိုက်ခိုက်လိုက်ပါရီဒါနဲ့ဝီလျံကအဲ့လူတွေကိုတတရာပဲအမောက်ကျွေးပြစ်လိုက်ပါရီတပည့်တွေမနိုင်တော့နောက်ဆုံးမှာတော့ဆရာကြီးကိုယ်တိုင်ဝင်ပါရပါပြီကုနာလူတအုပ်ကိုအမောက်သိမ့်ထားတဲ့ဝီလျံဟာမစ္စတာဟန်နဲ့တွေ့တော့ကလေးလေးတယောက်လိုပါပဲမစ္စတာဟန်ရဲ့တိုင်းခွက်တွေကြားမှာဝီလျံတယောက်ယူခါနေရပါရီဝီလျံကလည်းမစ္စတာဟန်ရဲ့ထိုးချက်တွေကြားမှာအသက်မြတ်မြတ်ပဲကြံနေင်းနဲ့နောက်ဆုံးမှာတော့တတိလက်သွားခဲ့ပါရီနောက်တစ်ခါမှာတော့မစ္စတာဟန်ကရူပါကိုလည်းလမ်းခေါ်လိုက်ပါရီ အဲနောက်ရူပါကိုရှီယောင်ပစ္စည်းရေစုဆောင်းထားတဲ့ပြတိုက်တွေကိုခေါ်သွားခဲ့ပါရီရူပါကလူတယောက်ရဲ့လက်ရိုးတွေကိုတွေးလိုက်ရပြီးတော့ဒါကဘာကြီးလဲလို့မေးလိုက်ပါရီမေဂျာဟန်ကလည်းဒါဟာအမတ်တရားတစ်ခုပါပဲလို့ပြောရင်းနဲ့ရူပါကိုရှီခေကခေါင်းပြက်ဆက်ကြီးစီကိုခေါ်သွားလိုက်ပါရီအဲနောက်တော့မစ္စတာဟန်ကသူနဲ့အတူတူပါလာတဲ့ခွေးကလေးကိုခေါင်းပြက်ဆက်ပေါ်တင်လိုက်ပြီးတော့မောင်းတန်ကိုကင်ထားလိုက်ပါရီပြီးတော့အဲ့ခွေးလေးကိုခေါင်းပြက်ဆက်ပေါ်ကနေဖယ်ဖို့ရူပါကိုပြောလိုက်ပါရီရူပါလည်းခွေးလေးကိုကယ်နေချင်းသူ့ရဲ့လက်ပြတ်သွားမှကြောင်းနေခဲ့ပေမဲ့ ဒါမစ္စတာဟန်ကသူ့ရဲ့တစ္ဆာရှိမှုကိုစမ်းတမ်းနေရကြောင်းသူလဲကြောက်စိတ်ကိုထိမ့်ပြီးတော့ခွေးလေးကိုကယ်တင်လိုက်ပါရီမစ္စတာဟန်ကလည်းရိုဘော့ကိုသဘောကျသွားပြီးတော့ချက်ချင်းပဲမောင်းတန်ခလုတ်ဆွဲချလိုက်ပါရီအဲတကယ်တော့သူတို့အခုရက်နေတဲ့နေရာကမြေအောင်ခန်းစီကိုတွားရတဲ့လေကဖြစ်နေခဲ့တာပါရိုဘော့လည်းမစ္စတာဟန်နဲ့အတူတူမြေအောင်ခန်းစီကိုရောက်ရှိလို့လာခဲ့ပါပြီရိုဘော့မြေအောင်ခန်းကိုရောက်လာတဲ့အချိန်မှာတော့ကောင်မလေးရဲ့အများကြီးတွေ့လိုက်ရပါရီအဲဒီနောက်ကောင်မလေးတွေကရိုဘော့ကိုဆွဲဆောင်ဖို့အတွက်စူးစမ်းနေကြပါရီရိုဘော့လည်းလူကောင်းတစ်ယောက်ဖြစ်တာကြောင့်ငင်းမနေတော့ပါဘူး ဒါနဲ့အဲ့အချိန်မှာပဲမစ္စတာဟန်ကရိုဘာကိုခေါ်လိုက်ပြီးတခြားတနေရာကိုထွက်ခေါ်သွားခဲ့ပါတယ်။ဒီတခါရိုဘာရောက်လာတဲ့နေရာကဘိန်းဆိုင်ုံကြီးဖြစ်ပြီးတော့အလုံသမားတွေဟာအိုကြီးအိုငယ်နဲ့ဘိန်းချန်နေကြတာပါ။မစ္စတာဟန်ကမူရီစီရောင်းတယ်ဆိုတာကလည်းစီးပွားရေးတစ်ခုဖြစ်ကြောင်းနဲ့ရောင်းတယ်လို့ရောဝယ်တဲ့သူပါနှစ်ဦးစလုံးကအဆင်ပြေနေကြောင်းလူရာကိုဆွဲပြောနေခဲ့ပါတယ်။ရိုဘာတို့တော့သဘောမကျပေမဲ့မစ္စတာဟန်ရဲ့ပိုင်နယ်ထဲကိုရောက်နေရကြောင်းဟန်ဆောင်ပြီးတော့ထောက်ခံနေခဲ့ပါတယ်။အဲဒီနောက်မစ္စတာဟန်ကရိုဘာကိုငါမင်းကိုဘာကြောင့်ဓာရီပြနေလဲဆိုတာသိရလားလို့မေးလိုက်ပါတယ်။ ။ရိုဘလည်းသူ့အညံမကောင်းကြောင်းနဲ့ညင်ခဲ့တဲ့ຢာတွေကိုမေးသွားပြီးဖြေကြောင်းဘာဘာနဲ့နဲ့ပဲပြန်ဖြေလိုက်ပါရီ။အဲ့နောက်ဘာကြောင့်သူ့ကိုဓာရီပြောပြနေရလဲလို့မစ္စတာဟန်ကိုပြန်ပြီးတော့မေးလိုက်ပါရီ။မစ္စတာဟန်ကတော့ရိုဘကိုအမေရိကန်မှာသူ့ရဲ့ကိုယ်စားလှယ်လုပ်ပေးဖို့အတွက်ပြောလိုက်ပါရီ။ပြောရရင်တော့ US မှာသူ့ရဲ့မူရည်ဆေးတွေကိုရောင်းခိုင်းတာပါပဲ။ရူပါလေးချက်ချင်းမဲ့သဘောပေါက်သွားခဲ့ပြီးတော့ဒီလိုတိုင်းမြန်ွေလောက်တာကအရေးချင်းရှိတဲ့လူတွေကိုစုဆောင်းကျင်လို့လားလို့မေးလိုက်ပါရီမစ္စတာဟန်ကလည်းဟုံမန်ကြောင့်ခေါင်းညိပြလိုက်ပါရီအဲဒီနောက်မှာတော့သူတို့စကားပြောနေနေအချုပ်ကန်းတစ်ခုနောက်ရောက်လာခဲ့ပါရီ ရိုဘားလေဒီလူတွေကဘသူတွေလဲလို့မေးတာကြောင့်မစ္စတာဟန်ကလေသူတို့ကကမ်းခြေကိုရောက်လာကြတဲ့ဒုက္ခသည်တွေဖြစ်ကြောင်းပြန်ဖြေလိုက်ပါရီအဲဒီနောက်ဆက်လျှောက်လာခဲ့ရင်တနီယာအရောက်မှာတော့အက်စစ်ကန်ကြီးရဲ့နောက်ရောက်လာခဲ့ပါရီအဲဒီကန်ကြီးရဲ့ပုံမှာတော့တရီလင်နေတဲ့ဝီလီယံကိုတန်ကျိုးနဲ့တွဲလောင်းချိန်ထားခဲ့ပါရီရိုဘားလေအဲ့ဒီဖြစ်ပျက်ကိုတွေ့သွားခဲ့ရကြောင်းမလို့လန်သွားခဲ့ပါရီမစ္စတာဟန်ကလေဟိုနေ့ကသူကအဆောင်တွေကိုတမသွားခဲ့တဲ့လူဟာဝီလီယံဖြစ်နိုင်ကြောင်းနေဝီလီယံဟာသူမိတဲ့မိန်းကလေးတို့ကိုမဖြေနိုင်ခဲ့တဲ့အတွက်ဒီလိုမျိုးထားထားရတာဖြစ်ကြောင်းရှင်းပြလိုက်ပါရီ ဲတော့ရိုဘားရဲ့ရှေ့မှာပဲဝီလျံကိုအက်ဆစ်ကန်လေးကိုပြစ်ချလိုက်ပါရီရိုဘားလည်းထိတ်လန့်သွားခဲ့ပြီးတော့သူ့ဘာဒီကိစ္စရဲ့ဆွဲထည့်ကျင်တာလားလို့မေးလိုက်ပါရီမစ္စတာဟန်ကဒါဟာလက်တွေ့ကျတဲ့အလုပ်တစ်ခုဖြစ်ကြောင်းနေဒီကိစ္စနဲ့တစင်တယောက်နဲ့တယောက်ပုံမနားလည်နိုင်မှာဖြစ်ကြောင်းချိန်ချောက်လိုက်ပါရီအဲ့လိုနဲ့ညာဘက်ရောက်တဲ့အခါမှာတော့ဘရုစ်လီယာထုံးစံတိုင်းပဲအိမ်ပြင်ကိုခိုးထွက်လာခဲ့ပါရီအဲ့ဒီကနေတစင်မောင်ရေးခိုပြီးတော့မနေ့ကသူတွေ့ခဲ့တဲ့မြေအောင်ခန်းသားကိုပြန်လည်ရောက်ရှိလာခဲ့ပါရီအဲ့နောက်အိတ်သေးကနေပြီးတော့ကျိုးကိုထုတ်မနေ့ကလိုပဲအထဲကိုတွေ့ဆင်းဖို့အတွက်လှုပ်လိုက်ပါရီ ဒါကြောင့်သူဟာမြေအောင်ခန်းတကောက်ဖီထားတဲ့ပန်းဦးတွေကိုဇွဲဖယ်လိုက်ပါတယ်။အဲဒီချိန်မှာပဲရုတ်တရက်သူတွေးလိုက်ရတာကအမောင်ထဲမှာသူ့ကိုကိုက်ဖို့ချောင်းနေတဲ့မွေဟောင်ကြီးတစ်ကောင်ပါပဲ။ဘရုစလီကလည်းကြောင်မသွားဘဲနဲ့မွေကိုမိမိရဲ့ဖမ်းကင်လိုက်ပါတယ်။အဲဒီနောက်မှာသူ့မှာပါလာတဲ့အိတ်သေးကိုမွေဟောင်ကိုဖမ်းထည့်လိုက်ပါတယ်။ပြီးရနဲ့သူလုံးဆရာရှိတဲ့အတိုင်းကျိုးကိုပြစ်ချလိုက်ပြီးအောက်ကိုတွေ့ဆင်းလိုက်ပါတယ်။ဘရုစလီရဲ့လှူရှားမှုတွေဟာနင်ဂျာတကောင်လိုမျိုးတိတ်ဆိတ်လုံးနေရကြောင်မြေအောင်ခန်းတွေကိုသူဖောက်ဝင်လာတာတော့မှဘသူကမှသတိမထားမိလိုက်ပါဘူး။ ဘရုစ်လီကလည်းအဆောင်တွေကိုပပနဲ့နဲ့ဖျက်ကျော်လာခဲ့ပြီးတော့လေးရင်လစ်သလိုတယောက်တည်းရှိတဲ့အဆောင်တွေဆိုရင်အနောက်ကနေကတ်လိုက်ပြီးတော့တမာပေးလိုက်ပါတယ်။တနီယာရောက်မှာတော့မန်လောင်ရင်နဲ့ထဲပိတ်ထားခံရတဲ့ကောင်မလေးကိုဘရုစ်လီကတွေ့လိုက်ရပြီးအဲဒီကောင်မလေးဟာသူ့ကိုဒီနီယာကနေကယ်ထုတ်ပေးဖို့အတွက်အကူအညီတောင်းနေပါတယ်။ဘရုစ်လီကလည်းသူတို့ကိုဒီချိန်ထုတ်ပေးဖို့ဆိုတာကမဖြစ်နိုင်သေးတာကြောင့်မသိချင်အောင်ဆောင်ထွက်သွားလိုက်ပါတယ်။ဘရုစ်လီကတခန်းဝင်တခန်းထွက်ရင်းနဲ့တနီယာရောက်မှာတော့အဆောင်တယောက်ရှိတဲ့ဂိတ်တစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲ့နောက်ဘရုစ်လီကဂေတကားဝါနာကိုကတ်သွားခဲ့ပြီးတော့သူ့အိတ်ထဲကမွေးကိုထုတ်လိုက်ပြီးတဲ့နောက်မှာချက်ချင်းဆိုလိုပဲဂေတကားကိုဆွဲဖွင့်ကမွေးကိုအထက်ကိုပြစ်ထည့်လိုက်ပါ ori ဂေထဲကလူတွေကလည်းတိုင်းပညာရှင်ပြီးပြီးမွေးတွေ့ရတဲ့မှန်အောင်ခွဲပြီးတော့မှုန်နေအောင်ထွက်ပြေးသွားပါ ori အဲ့ဒီခါမှာဘရုစ်လီကဂေထဲကိုဝင်းကဟောင်ကောင်မှာကြံခဲ့တဲ့အစိုးရအေဂျင်စီကို message လမ်းပို့လိုက်ပါ ori ဒါမဲ့ရုတ်တရက်အရေးပေါ်အချက်ပေးတဲ့ကောက်မီသွားအောင်ချက်ချင်းပဲအဆောင်တွေရောက်လာခဲ့ပါ ori အဲ့နောက်ဘရုစ်လီကလည်းအဆောင်တွေနဲ့ fighting ပလေးနေရပြီး လာပါပြီတည်သက်တဲ့ကွန်ဖူတိုင်းကွက်တွေနဲ့တူတူဘရုစ်လီဟာလာသမျှလူတွေကိုဆော်ဘလော့တီးနေခဲ့တာပါအဲနောက်ဘရုစ်လီကပြဲသွားတဲ့အင်ဂျီကိုဆွဲချွတ်ချလိုက်ပြီးတော့အဲနေရာကနေထွက်ပြေးလာခဲ့ပါတယ်ကြီးလာတဲ့လမ်းတစ်လျှောက်မှာလေတွေ့သမျှရန်သူတွေကိုအမောက်သိပစ်နေခဲ့ရတာပါတီးကြတဲ့ဒူးပြန်လေးလက်သီးချက်တွေကဘရုစ်လီရဲ့လူသက်လက်နက်တွေပါပဲရန်သူတိုင်းကိုညှာတာမနေပဲခက်မြမြအဆုံးသက်တတဲ့ဘရုစ်လီရဲ့တိုက်ကွက်တွေကြောင့်ရန်သူတွေဟာကြောက်စရာတားရဲတကောင်နဲ့ရင်ဆိုင်နေရတယ်လို့မျိုးဖြစ်နေခဲ့ကြပါတယ် ။ဗရင်းယောက်လာလာဘရုစလီကတော့တီးထုံနေင်းနဲ့ဒုံးရှိတချောင်းကိုရာသွားခဲ့ပါလေ။လက်သီးနဲ့တော့မနိုင်တာဘရုစလီတယောက်ဒုံးရသွားတော့ပို့ပြီးတော့စိုးတာပေါ့ဗျာ။အိမ်ရအဖေရိုက်သလိုမျိုးတင်မားတွေခေါင်းနေကြီးအကျိတ်ခံနေရတာပါဗျ။အဲ့ကျေဘလူးစီကတိုက်ခိုက်နေင်းနဲ့နန်းချက်ကိုတချောင်းကသူ့လက်ထေကိုရောက်လာခဲ့ပါတယ်။ဘယ်ပြောကောင်းလဲဗျာ။ကြောက်အတောင်မှတက်ပေးလိုက်တယ်လို့ပဲ။ဘလူးစီလက်ထဲမှာနန်းချက်ကိုဟာရန်သူတို့တော့အိမ်မဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့လိုနဲ့ရန်သူတွေကိုနန်းချက်ကိုနဲ့ဖျက်ရိုက်ရင်းနဲ့ရုတ်တရက်ဆိုလိုပဲဘလူးစီကထောင်ချောက်တစ်ခုမိသွားခဲ့ပါတယ်။ အခန်းထဲပြိမိသွားတဲ့ဘရုစီက "तू ဘာမှလုံးမရတော့ဘူး"ဆိုတာတည်သွားခဲ့တာကြောင့်စိတ်အေးအေးထားပြီးတော့ထိုင်ချလိုက်ပါရီ။အဲဒီမှာပဲမစ္စတာဟန်ရောက်လာခဲ့ပါပြီ။ "तू ဟာဘရုစီရဲ့တိုက်ွက်တွေကိုချီးကျူးလိုက်ပြီး तू နဲ့ပူပေါင်းမှုတက်ဖိတ်ခေါ်လိုက်ပေမယ့်ဘရုစီကလုံးဝကိုဂရုမစိုက်ခဲ့ပါဘူး။တပတ်ကဟောင်ကောင်မှာရှိနေတဲ့အေဂျင့်ကလည်းဘရုစီကနေပြီးတော့ပေးပို့လာတဲ့ message ကိုရသွားခဲ့ပါရီ။အဲလူဟာဗိုလ်မှူးတအူးကိုချက်ချင်းပဲဖုန်းဆက်လိုက်ပြီးတော့စစ်တပ်တက်တက်ကိုမစ္စတာဟန်ရဲ့ကျုံးစီကိုပို့လိုက်ဖို့တက်ပြောလိုက်ပါရီ။ဒီဘက်မှာလည်းမစ္စတာဟန်ကဘရုစီကို ပြိုင်ပွဲကွေးမြင်တွေကိုဟော်လာခဲ့လိုက်ပါရီအဲနောက်ရူဘာကိုဘရုစ်လီနဲ့တိုက်ခိုက်ဖို့တက်မိန်ပေးလိုက်ပါရီရူဘာလည်းလက်မခံတာကြောင့်ချက်ချင်းပဲလူတန်ကြီးကိုပွဲထုတ်လိုက်ပါရီအဲနောက်လူတန်ကြီးနဲ့ရူဘာတို့ရဲ့တိုက်ပွဲကစတင်လာပါတော့တယ်ရူဘာပွဲဆက်ဆာခြင်းမှာလူတန်ကြီးကိုဖိအားပေးတိုက်ခိုက်လိုက်ပါရီဒါပေမဲ့ခွန်အားချင်းကတော်တော်ကြီးကိုကွာနေရကြောင်းမကြခင်မှာပဲရူဘာကလူတန်ကြီးရဲ့ချုပ်ကွက်အောက်ကိုရောက်သွားခဲ့ပါရီအဲဒီအချိန်မှာကြံရမရဖြစ်နေတဲ့မစ္စတာရူဘာကလည်းလူတန်ကြီးရဲ့ခြေောက်ကိုဖြတ်ကိုက်ပစ်လိုက်ပါရီအပြင်မှာလှုပ်တွေရှုံနေကြတော့တပတ်ကစုံနောက်မလေးကအချုပ်သားတွေရှိတဲ့နေရာကိုရောက်လာခဲ့ပြီး အချုပ်ကနကောက်ဖွင့်ပေးလိုက်တော့အချုပ်သားတွေကသူ့ထက်ကအရင်ဆုံးပြေးထွက်လာရောတာပါပဲမေဇာဟန်ကတော့ဒါတွေကိုမသိသေးဘဲနဲ့ရိုဘာနဲ့လူတန်ကြီးတွေတိုက်ပွဲကိုအေးအေးဆေးဆေးကြည့်နေခဲ့ပါ ರೀ မကြပါဘူးလူကောင်းသာကြီးပြီးတော့ပညာနည်းနေရာကြောင့်လူတန်ကြီးကရိုဘာရဲ့ lesson ပေးတာကိုကောင်းကောင်းခံနေရပါပြီနောက်ဆုံးမှာလူတန်ကြီးလည်းပဲတောင်းမခံနိုင်တော့ဘဲနဲ့လေကြသေးဆုံးသွားခဲ့ပါ ರೀ မေဇာဟန်ကတော့လူယုံမာရီရဲ့ထုံးစံအတိုင်းပဲတယောက်ချင်းမနိုင်တော့အုတ်လိုက်ဝိုင်းကိုက်ဖို့တော့ပြောလိုက်ပါ ರೀ အဲ့ချိန်ကစပြီးတော့ blue sea နဲ့ mr ruba တို့နှစ်ယောက်စလုံးကပေးမဲနှို့တာပါပဲ တို့နှစ်ယောက်ဟာဝင်လာသမျှတိုင်းသမားတွေကိုမညာမတာဆုံးမပေးလိုက်ကြပါပြီ။တပတ်ကလည်းစစ်တပ်ကမစ္စတာဟန်ရဲ့ကျွန်းစီကိုရဟတ်ရင်နဲ့ထွက်လာနေခဲ့ကြပါပြီ။ကျုံးမမတို့မစ္စတာဟန်ကလည်းသူ့ရဲ့တပည့်တွေအားလုံးကိုမစ္စတာရိုဘာနဲ့ဘရုစီနှစ်ယောက်စလုံးကိုတမဘုတ်တအော်ဟစ်လိုက်ပါပြီ။ဒါမဲ့လူဘလောက်ပဲဝင်လာဝင်လာဘရုစီတို့ကတော့ဘိုနီမြဲကြားနေမြဲတီးချုပ်နေစမြဲပါပြီ။လူတွေအများကြီးဝိုင်းဝန်းလာလဲပဲဘရုစီဟာရှောင်းလိုက်တင်းလိုက်တွက်လက်တဲ့လှုပ်ရှားမှုတွေနဲ့ပြန်ပြီးတော့ချနေခဲ့တာပါ။အဲ့မှာယုဒိယဆိုလိုပြိုင်ဝဲကွင်းမြေနဲ့ကိုအချုပ်သားတွေပြေးဝင်လာကြပြီးတော့ တို့ကိုမတရားဖမ်းချုပ်ထားခဲ့ကြတဲ့မစ္စတာဟန်နဲ့သူ့ရဲ့နောက်လိုက်တွေကိုပါတမဖို့လုပ်ပါရောဒီတိုင်းသမားအဖြူအောင်နေနဲ့အမေအောင်အချုပ်သားတွေကြားထဲမှာဝရုံးသုံးကဖြစ်သွားကြပါဒီဒီချိန်ထိဘရူးစီနဲ့ရိုဘာနီယောစလုံးကလူစိုးတွေကိုအားရပါးရဆုံးမနေသေးပဲဖြစ်ပါဒီသူတို့ပဲအတုံးမကြတာတီးလိုက်ရတဲ့မစ္စတာဟန်ကလေနောက်ဆုံးမှသူကိုယ်တိုင်ပါဝင်မှုတက်ဆုံးဖြတ်လိုက်ပါဒီမစ္စတာဟန်ကသူ့ရဲ့လက်အတုကိုဖြုတ်ပြီးအဲဒီအစာတန်ညုံနေတက်ထားတဲ့လက်အတုကိုအစာတို့ဝစ်ဆင်လိုက်ပါဒီမစ္စတာဟန်လည်းစိတ်တော့သွားခဲ့ပြီးလူတိုင်းကိုအဲဒီလက်ကြီးနဲ့လိုက်ချတော့တာပါပဲ ရန်သူရီနဲ့လုံမန်းနေတဲ့ဘရုစီကရုတ်တရက်တိုက်ပွဲထဲမှာဝင်ပါနေတဲ့မေဇာဟန်ကိုသတိထားမိသွားခဲ့ပါတယ်။မေဇာဟန်ကလည်းဘရုစီကိုသူ့ရဲ့လက်သေးအချွန်ကြီးနဲ့လိုက်ပြီးတော့ကုတ်တာကြောင့်မလို့ဘရုစီရဲ့မျက်နှာမှာဒဏ်ရာရသွားခဲ့ပါတယ်။အင်းတော့အပြန်လန်တိုက်ခိုက်ကြရင်လည်းမေဇာဟန်ရဲ့လက်ထုကြီးကတစ်သားကုံတစ်ခုမှစိုက်ဝင်သွားခဲ့ပြီးနောက်ချက်ချင်းပဲဘရုစီရဲ့တံတောင်တစ်ချက်ကိုစားလိုက်ရပါတယ်။ဒါမဲ့ဘရုစီရဲ့အနာကိုတိုင်းမြညာရှင်တယောက်ရောက်လာခဲ့ပြီးသူ့ကိုတိုက်ခိုက်လိုက်တာကြောင့်ဘရုစီအလုရှုံနေတော့မှပဲမေဇာဟန်ကအခွင့်ကောင်းယူပြီးတော့ကွင်းထဲကနေပြေးထွက်သွားခဲ့ပါတယ်။ ောက်တွေ့သွားတဲ့ဘရုစီကလည်းချက်ချင်းပဲပြေးလိုက်နိုင်မှုပြင်လိုက်ပါရီဒါမဲ့သူ့ရဲ့လမ်းမှာဖိုက်တာဝင်လုံနေတဲ့ကောင်တွေရှိတာကြောင့်မလို့တကောင်တစ်ချက်နဲ့တတရာပဲဆုံးမလိုက်ပါရီခမ်းမာတွေကိုပြေးဝင်သွားတဲ့မစ္စတာဟန်ကလည်းစင်ဝေါ်တင်ထားတဲ့တန်မဏိလက်သေးကိုကောက်ယူလိုက်ပါရီဒါပေမဲ့ချက်ချင်းသူ့ရဲ့အနာကိုဘရုစီရောက်လာခဲ့ပါရီဘရုစီကမစ္စတာဟန်ကိုမင်းကငါရဲ့မိသားစုနဲ့ရှောင်းလင်းတိုင်းရောင်းတော်ကြီးကိုစော်ကားခဲ့တဲ့အတွက်အခုပြန်ပြီးဆက်ရတော့မယ်လို့ပြောလိုက်ပါရီအဲဒီတော့ဘရုစီက ဟန်ရဲ့အောက်ပိုင်းကိုပစ်ကန်လိုက်တာကြောင့်ဟန်အားလည်းလဲကျသွားခဲ့ပါပြီ။ဘရူးစီကလည်းချက်ချင်းပဲဝင်လုံးမှုလုံးလိုက်ပေမဲ့မအောင်မြင်မင်းနဲ့ဟန်ရဲ့တံမီးလက်သေးကြောင့်မျက်နှာမှာဒဏ်ရာထပ်မံရသွားခဲ့ပါပြီ။မေဇာဟန်ကလည်းထပ်ပြီးတော့တိုက်ခိုက်ဖို့လုပ်ပေမဲ့ငါးချက်တိတိမျက်နှာကိုချောင်းနဲ့ဖျက်ကန်တာခံလိုက်ရသလိုဘရူးစီကလည်းဘိုက်မှာဒဏ်ရာတစ်ခုထပ်ရသွားခဲ့ပါပြီ။ဒါပေမဲ့ဘရူးစလီကတော့ဒီဒဏ်ရာလောက်ကိုမဖြုံနိုင်ပြီးသွေးဥပါရှာနဲ့ရက်ပြလိုက်တာကြောင့်မစ္စတာဟန်လေးပဲကြောက်လန့်သွားခဲ့ပါရီအဲဒီနောက်မှာနှစ်ယောက်သားကအကျိတ်နဲ့ဆက်ချပြန်ပါရီ ယုတ်ရက်မစ္စတာဟန်ကလမ်းတစ်ချောင်းကိုယာသွားခဲ့ပြီးတော့လက်နက်အားကိုးနဲ့ပြန်လည်တိုက်ခိုက်ပေမယ့်ဘရုစ်လီကိုမထီဘဲနဲ့နေရံပေါ်ပဲစိုက်ဝင်သွားခဲ့ပါရီမစ္စတာဟန်ကလမ်းစိုက်ဝင်သွားတဲ့နေရံကိုတွန်းလိုက်ပြီးလှုပ်ဝက်အခန်းတစ်ခုထဲကိုပြေးဝင်သွားလိုက်ပါရီအဲ့ဒါကိုတွေ့ရဘရုစ်လီကလည်းအနောက်ကနေပြေးဝင်လိုက်ပါရီတကယ်တော့အခုသူတို့ရောက်နေတဲ့အခန်းကနေရာတိုင်းမှာမှန်နေပြည့်နေတဲ့မှန်ဝင်ကဘာတစ်ခုပဲဖြစ်ပါရီမန်နေဂျာထဲမှာရှိနေရကြောင်းအရာအားလုံးဟာပုံရင်းရောင်နဲ့အစစ်တွေရောထွေးနေပါပြီအဲ့ဒီအချိန်မှာပဲဒေါင်းတနေရာကနေမစ္စတာဟန်ကထွက်လာပြီးတော့ဘရုစ်လီကိုတစ်ချက်ကျွေးလိုက်ပါရီ ဘရုစ်လီကပြန်ပြီးတော့ထိုးလိုက်ပေမဲ့အဲ့ဒါကလူစင်းမဟုတ်ဘဲနဲ့မှန်နေရနေပေါ်နေတဲ့ပုံရိပ်ရောင်တစ်ခုပဲဖြစ်နေခဲ့ပါတယ်။ဘရုစ်လီကသူဟာမစ္စတာဟန်ရဲ့ပိုင်နယ်ထဲကိုရောက်နေတာသတိထားမိသွားခဲ့ပါတယ်။မစ္စတာဟန်ကဘရုစ်လီအလစ်မှာအနောက်ကနေတစ်ချက်ချင်းစီတိုက်ခိုက်နေခဲ့တာပါ။ဘရုစ်လီကလည်းစိတ်ရှုပ်လာပြီးတော့ဘာလို့အမလဲမသိဖြစ်နေတဲ့အချိန်မှာရုတ်တရက်ဆိုသလိုသူ့ဆရာရှောင်းလင်းဖုန်းတော်ကြီးရဲ့အမှားစကားကိုပြန်ပြီးတော့မှတ်မိသွားခဲ့ပါတယ်။တခါလေရန်သူတွေဟာပုံရိပ်ရောင်တွေကိုအသုံးပြုတတ်ကြပြီးအဲ့ဒါကိုအနိုင်ယူဖို့ဆိုရင်တော့ပုံရိပ်ရောင်တွေကိုအရင်ဆုံးဖျက်ဆီးပြရမယ်ဆိုတဲ့စကားပါပဲ အထာနဲ့သွားတဲ့ဘရုစီကလည်းသူ့ရဲ့အကြံစီကိုအကောင့်ထဲစပေါ်ခဲ့ပါရီသူဟာရှိသမျှမှန်ချက်တွေကိုအားလုံးလက်သီးနဲ့ထိုးခွဲပြစ်တာပါအဲ့လိုနဲ့မှန်ချက်တွေကကွဲကုန်တာကြောင့်မစ္စတာဟန်ကလည်းသူ့ရဲ့အားသာချက်ပျောက်သွားခဲ့ရပါပြီဒါကြောင့်မကြခင်မှာပဲဘရုစလီယာမှန်ချက်တွေကြားထဲမှာပုံနေတဲ့မစ္စတာဟန်ကိုရှာတွေ့သွားခဲ့ပါရီအဲ့နောက်ဘရုစီယာအားပြင်းပြင်းနဲ့တစ်ချက်တည်းပိတ်ကန်လိုက်တာကြောင့်မစ္စတာဟန်လေးပဲလွင့်ထွက်သွားခဲ့ပါရီကန်ချက်ကပြင်းထန်လွန်းတာကြောင့်မစ္စတာဟန်ကကုနာနယံကိုစိုက်နေတဲ့လန်နဲ့ ဒဇုံထိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပြီးတော့တခါလေးပဲအသက်ပြောက်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ blue sea ကအနိုင်ရသွားခဲ့ပြီးတော့အခန်းလေးကနေပြန်ထွက်လာခဲ့ပါတယ်။အဲဒီချိန်အပြင်မှာလေး roba နဲ့တခြားချုပ်သားတွေဟာဟန်ရဲ့နောက်လိုက်တွေကိုအနိုင်ယူနိုင်ခဲ့ပါတယ်။မကြပါဘူး။ bruce lee လည်းဂွေးမင်းလေးကိုပြန်လည်ရောက်လာခဲ့ပြီးတော့သူနိုင်သွားပြီဖြစ်ကြောင်း mr roba ကိုလက်မထောင်ပြလိုက်ပါတယ်။အဲဒီချိန်ပြီးပေါ်ဆိုတဲ့အတိုင်းမှာပဲဟောင်ကောင်စစ်တပ်ဟာပြီးမှာပဲရဟရင်တွေနဲ့ပေါ်လာခဲ့ရင်းနေဇကားလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ ဲနောက်ရက်ဒီများမှာလေးပဲရုပ်ရှင်ဇလံကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေဦးမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြီးလုပ်ပြီးတော့အားပေးသွားကြပါအောင်ခင်ဗျာအခုလိုမျိုးချိန်ပေးပြီးတော့အဆုံးထိအားပေးကြည့်ရှုခဲ့ကြရည်ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပင်တေရှိကြောင်းနေပရိသတ်များနဲ့တကွရှင်မြမာပြည်သားအားလုံးပဲကျမ်းမာပေးခြင်းကြပါစေခင်ဗျာ